PNO အသွင်ပြောင်းပြည်သူစစ်ဌာနရဲ့အဖွဲ့အင်းလီပြည်သူစစ်ဌာနရဲ့အဖွဲ့နဲ့ဟိုပုံးမြို့နယ်လုံခုတ်ပြည်သူစစ်ဌာနပေါင်းလင်းပြည်သူစစ်ဌာနရဲ့အဖွဲ့တို့ဟာငွေသားနဲ့စားသောက်ဖွယ်ရများပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် PNO အသွင်ပြောင်းပြည်သူစစ်ဌာနရဲ့အဖွဲ့အင်းလီပြည်သူစစ်ဌာနရဲ့အဖွဲ့နဲ့ဟိုပုံးမြို့နယ်လုံခုတ်ပြည်သူစစ်ဌာနပေါင်းလင်းပြည်သူစစ်ဌာနရဲ့အဖွဲ့တို့ဟာငွေသားနဲ့စားသောက်ဖွယ်ရများပေးအပ်ခြင်းကို ဂျွန်လ20ရက်မိုးလယ်2နာရီကတောင်ကြီးမြို့ရှမ်းပြည်နယ်ဆိုရဖွဲ့ရုံအစည်းအဝေးခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကကိုမြို့ကိုရွာတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ပေးကြရန်နှင့်ဒေသတစ်ခုတည်ငြိမ်အေးချမ်းမှုရှိမှသာ ကလေးများလည်းကြောင်းတက်၍စာတင်ကြနိုင်မည်ဖြစ်ကြောင်းမိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုကိုတွေ့ရှိရသည့်အတွက် ်ဂျေဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ထို့နောက် PNO အတွင်ပြောင်းပြည်သူစစ်ဌာနအဖွဲ့အားစံစီကျက်တုံနေနဲ့ငွေသားအင်းလီပြည်သူစစ်ဌာနအဖွဲ့အားစံစီကျက်တုံနေနဲ့ငွေသားတို့ကို ရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ကပေးအပ်၍၎င်းဟိုပုံမျိုးနဲ့လုံခုတ်ပြည်သူစစ်ဌာနပေါင်းလင်းပြည်သူစစ်ဌာနအဖွဲ့အားစံစီကျက်တုံနေနဲ့ငွေသားတို့ကို အရှိပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှုကပေးအပ်ကြပြီးတက်ရောက်လာသည့်ပြည်သူ့စစ်အဖွဲ့ဝင်တအူးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်ခမညာ